အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ကြက်ဖာကြီးနဲ့ထူဆန်းသောကျိတ်ဆုံကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရစေ။တခါကမိဘမဲမောင်နှမနှစ်ယောက်ရှိတယ်။သူတို့မိဘနှစ်ပါးစလုံးတိတ်ဆုံသွားကြပြီးမောင်နှမနှစ်ယောက်ဟာခိုးခိုးရမယ်နေကြရတယ်။သူတို့မိဘနှစ်ပါးကသူတို့မောင်နှမနှစ်ယောက်အတွက်ကြက်သွေးရောင်အမောက်ကလေးရှိရဲ့ကြက်ခါကလေးတစ်ကောင်ကလွယ်လို့ဘာမှမထားရခဲ့ကြပါဘူး။ တနေ့သူတို့ရဲ့အိမ်မှာပေါင်မုံအတွင်းသားအနေငယ်မြတ်သားစားဖို့ကြံရှိတော့တာကြောင့်အကိုအဖြစ်သူကညီမကိုစပတ်ကြီးကိုတွားပြီးတို့စားဖို့တီးနှံသွားရှာခြင်းအကိုစားလာပြီလို့ပြောဆိုခိုင်းလိုက်တယ်။ညီမဖြစ်သူလည်းစပတ်ကြီးကိုတွားရမိသည့်တီးနှံမှမတွေ့ရစပတ်ကြီးထဲမှာဂျုံတီးနှံများပြောင်းတနေခါနေတယ်။ညီမဖြစ်သူလည်းတမျက်စိတစ်ချောင်းကိုယူကစပတ်ကြီးအတွင်လှဲလျာဂျုံစိတ်တစ်စီကိုရရှိခဲ့တယ်။ အရင်နောက်ညမဖြစ်သူကသူ့ရရှိရဲ့ဂျုံစီတစိကိုသူ့အကိုကိုပေးလိုက်တယ်။သူတို့မောင်နှမနှစ်ဦးဟာဂျုံစီလေးကိုမြေကြီးထဲမှာထည့်ပြီးစိုက်ပျိုးဖို့ဆုံးဖြတ်လိုက်ကြတာပေါ့။ဒီလိုနဲ့မောင်နှမနှစ်ယောက်အိမ်နောက်ဘေးမှာမြေတူပြီးဂျုံစီကလေးကိုစိုက်ပျိုးထားလိုက်ကြတယ်။နောက်တနေ့စောစောမှာတော့အကိုဖြစ်သူကဂျုံမင်းစိုက်ပျိုးထားရနေရကိုကြည်လိုက်တဲ့အခါကြီးမားတဲ့ဂျုံမင်းကြီးကကောင်းငင်ကိုထိုးထွက်နေပြီးဂျုံသီးနှံတွေဟာထင်းရှုကိုင်းကဲ့သို့ကြီးမားတုတ်ခိုင်းက အကိုင်းနေပေါ်မှာပြစ်သိပ်စွာတည်နေတာကိုအံ့ဩပဲတွေ့မြင်လိုက်ရတယ်။အကိုဖြစ်သူကတိတ်ထူးဆန်းတာပဲဒီချုံမင်ကြီးပေါ်မှာဘာရှိတယ်လဲမသိဘူးတက်ကြည့်မယ်လို့ဆိုပြီးချုံမင်ကြီးပေါ်ကိုတက်သွားတယ်။သူကချုံမင်ကြီးပေါ်ကို တဖြည်းဖြည်းတက်သွားရာတိမ်လိုက်တွေပေါ်ကိုရောက်ရှိသွားတယ်။ချုံမင်ကြီးမှာတိမ်တွေကို ထိုးပေါက်ပြီးအမြင့်ကိုတက်သွားတာပေါ့။အကိုဖြစ်သူလဲဂျုံမင်မော်ကတိမ်တိုက်ပေါ်ကိုခုံဆင်းလိုက်ပြီးတိမ်ပေါ်ကိုဖြတ်ရှေးတုရှုကိုရှောက်လာခဲ့တယ် သူကဆက်ပြီးရှောက်လာခင်ရင်မကြခင်အိမ်ကလေးတစ်လုံးစီကိုရောက်လာတယ်။တကားကိုဖွင့်ပြီးတော့အိမ်ထဲကိုလှမ်းဝင်လိုက်တယ်။ထိုအခါအခန်းထောင်တနေရာမှာအလွန်ရုပ်ဆိုတဲ့မျက်လုံးတစ်ဖက်တည်းသာရှိတဲ့အဖွားကိုတူထိုင်နေတာကိုတွေ့လိုက်ရတယ်။သူရဲ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်အပြင်ကိုဖြူးထွက်နေပြီးရှောင်းမျက်လုံးကဲ့သို့အယောင်တောက်နေတယ်။အဖွားအိုဟာကျိတ်စုံလက်ကင်ကိုကင်လျက်လှဲ့နေရကျိတ်စုံအောက်ကခွက်ဖုံမုံများကိမ့်မုံတွေကျဲမြင့်ပေါ်ကိုကြာလာတာကိုတွေ့လိုက်ရတယ် အဖွာအိုကြီးကိုကြည်ရတာကြောက်စရာကောင်းမင်းမဲလဲသူ့ရဲ့ကြိတ်ဆုံကိုလှဲ့ပြီးပလူပြင်းအောင်ထွက်နေတဲ့ခွပုတ်မုံနဲ့ကိမ့်မုံတွေကိုမြင်တဲ့အခါရှိစရာကောင်းနေတာပုံမုံတွေကအခန်းထဲမှာပြန်ဝဲပြီးမီးပူပြီးမှထောင်ထားတဲ့အိတ်ကြံကြီးရဲ့ကိုရောက်ကုန်ကြတယ်အကိုဖြစ်သူလူငယ်ကလေးလဲအလွန်စားလောင်နေပြီဖြစ်တာကြောင့်သိမ့်မစင်စားတော့ပဲမုံအိတ်ကြီးကိုလှမ်းဆွဲပြီးပခုံးမော်တင်ထွက်ပြေးလာခဲ့တာပုံဂျုံမင်းကြီးစီကိုရောက်တော့ပင်စီကြီးကိုဖတ်တွေ့ပြီးအောက်ကိုဆင်းလာခဲ့တယ် အိမ်ကိုရောက်တဲ့အခါသူ့ရဲ့ညီမကိုညီမလေးရေဒီမှာကြည်စမ်းပါဦးအကုန်ယူလာခဲ့တဲ့ပစ္စည်းတွေလို့ဆိုပြီးဝမ်းသာအားရစားစရာမုံတွေကိုသူ့ရဲ့ညီမကိုပြပြီးတော့ကျွေးတာပေါ့ယခုအခါသူတို့မောင်နှမဟာအိတ်အပြည့်ခွတ်မုံတွေကိန်းမုံတွေရရှိသွားကြပြီးအစားအစာအတွက်စိုးရင်ကြောင်းကြစရာမရှိတော့ပါဘူးဒါပြင်သူတို့ဟာမုံတွေကိုအိတ်ထဲကနှိုက်ပြီးစားလိုက်တောက်လိုက်နဲ့ပျော်ရွှင်စွာနေလာခဲ့ကြရင်တနေ့မှာတော့မုံအိမ်ကြီးထဲမှာ မုံတွေကိုလက်နဲ့နှံ့ယူလိုက်တဲ့အခါအိတ်ထဲမှာမုံတွေလုံးဝမရှိတော့တာကိုတွေ့လိုက်ရတယ်။အိတ်ထဲမှာမုံတွေကုန်သွားပြီပေါ့။သူတို့ဟာအငတ်မခံနိုင်ကြတော့ဘူး။ဒါကြောင့်အကိုဖြစ်သူကဂျုံမင်ဘောကိုတက်မုံတွေကိုယူဖို့ဆုံးဖြတ်လိုက်တယ်။ညီမဖြစ်သူကလည်းအကိုရဲ့ဂျုံမင်ဘောကိုညီမလည်းလိုက်ချင်တယ်လို့တောင်းဆိုတယ်။အကိုဖြစ်သူကညီမကိုခေါ်သွားလို့မဖြစ်ဘူး။အယုတ်ဆိုးတဲ့အဖွားကိုကြီးကိုမြင်ရင်ညီမကြောက်လန့်ပြီးငိုလိမ့်မယ်။ မုံလေးဘလူပြန်အောင်ထွက်နေတဲ့ကြောက်ကြိတ်စုံကြီးကိုမြင်ရင်လေညမရီမောမိလိမ့်မယ်အဒီလိုဆိုရင်အဖွားအိုကြီးကတိသွားပြီးအကိုနဲ့ညမကိုဖမ်းလိမ့်မယ်လို့တာတာပေါ့ဒါပေမဲ့ညမဖြစ်သူကအကိုရဲ့ညမလက်ချင်တဲ့မထားခဲ့ပါနဲ့ညမငိုလည်းမငိုပါဘူးရီလည်းမညီပါဘူးလို့ဆိုပြီးသူ့ကိုခေါ်အောင်လို့အကြိမ်ကြိမ်တောင်းဆိုတာပေါ့သားနဲ့အကိုဖြစ်သူဟာညီမဖြစ်သူကိုခေါ်ဆောင်ပြီးဂျုံမင်ကြီးဘော်ကိုအတူတကွတလာခဲ့ကြတယ်။ကောင်းငင်မော်ကိုရောက်တော့တိမ်မော်ကိုဆင်း ိမ်ပေါ်လမ်းတိုင်းလျှောက်လာခဲ့ကြတယ်။မကြခင်သူတို့ဟာအိမ်ကလေးတစ်လုံးစီကိုရောက်လာခဲ့တယ်။အိမ်ထဲကိုရောက်တော့အိမ်နောက်နားမှာကျိတ်ဆောင်ကိုလှည့်နေတဲ့အယုတ်ဆိုးဆိုးအဘွားအိုကြီးကိုတွေ့မြင်လိုက်ရတယ်။အဘွားအိုကြီးမှာမျက်လုံးတစ်ဖက်သေးရှိပြီးမျက်လုံးကအပြင်ကိုပြူထွက်နေကစွန်မျက်လုံးကဲ့သို့အယောင်တောက်နေတယ်။ညီမဖြစ်သူကအဘွားအိုကြီးကိုမြင်တော့အမလီကြောက်စရာကြီးလို့တုံညင်းစွာဆိုလိုက်တာပေါ့။အကိုဖြစ်သူကညီမကိုတထောင်နဲ့အသာတပ်ပြီးအသက်မထွက်ဖို့တတိပေးတယ်။ အဖွားအိုကြီးကြားသွားရင်သူတို့နှစ်ယောက်စလုံးဒုက္ခရောက်မှာကိုအဖွားအိုကြီးကကျိတ်ဆုံကိုအဆက်မပြတ်လှဲလျက်ရရှိတယ်။မကြခင်ကျိတ်ဆုံအောက်ကခွမုံဖုန်တွေကိတ်မုံတွေတစ်ခုပြီးတစ်ခုထွက်လာပြီးလေထဲမှာပလူပြန်နေတယ်။အလွန်ထူဆန်းပြီးတော့ရှီစီယာကောင်းတဲ့မြင်ကွင်းဖြစ်တာကြောင့်ညီမဖြစ်သူကမရင်မိအောင်ထိန်းချုပ်ထားပေမဲ့နောက်ဆုံးအတန်ထွက်ပြီးဟိဟိလို့တိတ်တိတ်ကလေးရီမောလိုက်မိတာပေါ့။အတန်ကိုတိုးညင်းစွာရီမောလိုက်ပေမဲ့လေအဖွားအိုကြီးကရီမောတန်ကိုကြားသွားတယ် ဒါကြောင့်အတန်လာရဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါသူတို့မောင်နှမနှစ်ယောက်ကိုတွေ့မြင်သွားတယ်။အဖွားအိုကြီးက"အိုးမင်းကိုမင်းအရင်တခါတုန်းကငါခွက်မုတ်ပုတ်တွေကိတ်မုတ်တွေယူသွားတာမှတ်မိရဲ့လား"လို့ဒေါသတကြီးနဲ့ပြောတာပေါ့။အဖွားအိုရဲ့စကားကိုကြားတော့သူတို့မောင်နှမက"တေမလောက်ကြောက်တူတုံသွားတယ်။"အဖွားအိုကမီးဖို့ကိုမီးမွေးလိုက်တဲ့အဲဒီနောက်သူတို့မောင်နှမကို"မင်းတို့ကိုမီးခင်မီးစားရမယ်။ကဲတူရင်းပြပေါ်မင်းရင်တက် မီးဘိုတဲကိုမင်းကိုအရင်ဆုံးပို့ရမယ်လို့အကိုဖြစ်သူကို အမိန်ပေးလိုက်တယ်။အကိုဖြစ်သူက တူရင်းပြပေါ်ထိုင်လိုက်တယ်။တူရင်းပြတဲကိုသူ့ရဲ့ခြေလက်တို့ကို ထိုးထည့်လိန်ထားတာကြောင့်အဖွားက သူ့ကိုမီးဘိုတဲကိုမထင်နိုင်။ခါချပေမဲ့လည်းအကိုဖြစ်သူကမီးဘိုတဲကို ကြမသွားဘူး။ထိုအခါအဖွားကမင်းထိုင်တာမှားနေတယ်အဲ့ဒီလိုမထိုင်ရဘူး။ခေါင်းကိုဆိုက်ထားပြီးထိုင်ပါလို့ပြောတယ်။လူငယ်လေးက အဖွားရယ်အဖွားဘာပြောတယ်ဆိုတာကို ကျွန်တော်နားမလည်ပါဘူးဘလို့ထိုင်ရတယ်ဆိုတာအဖွားနမူနာလုံးပြပါလားလို့ပြန်ပြောလိုက်တယ်အဖွားဟိုကြီးလဲပောက်ပြားပေါ်ကိုတက်ခါခေါင်းဦးခေါင်းကိုပောက်ပြားနဲ့ထိကပ်ထိုင်နေတဲ့ပုံသဏ္ဍာန်ကိုလှုပ်ပြတယ်သူအခါအဖွားဖြစ်ကိုအကိုဖြစ်သူကချက်ချင်းပဲမီးဖို့တဲကိုတွန်းချလိုက်တယ်သူတို့မောင်နှမလည်းအဖွားဟိုကြီးရဲ့အနေရဲ့လက်တွင်းကကင်းလို့သွားကြပြီဖြစ်တာကြောင့်အလွန်ပျော်ရွှင်သွားကြတာပေါ့ သူတို့ကမုံလုံးကျိတ်စုံကြီးကိုမယူကဂျုံမင်ကြီးတန်းအောက်ကိုဆင်းလာကြတယ်။မုံလုံးကျိတ်စုံကြီးကိုလှည့်မုံတွေကိုပျော်ရွှင်စွာစားသုံးနေကြတယ်။ကြက်သွေးရောင်အမောင်ကလေးနဲ့ကြက်ဖကလေးဟာလည်းသူ့မိတ်ဆွေအပေါင်းအသင်းတွေဖြစ်ကြတဲ့တရိတ်ဆန်တွေကိုမုံတွေကြွေမွေးတာပေါ့။ဒါအပြင်သူတို့အားလုံးဟာပျော်ရွှင်ချမ်းမြေစွာနဲ့နေထိုင်ကြတယ်။တနေ့မှာတော့ဘယင်ကြီးကသူတို့မောင်နှမထမ်းမှာရှိတဲ့ထူးဆန်းတဲ့ကျိတ်စုံကြီးအကြောင်းကိုကြားသိသွားတယ်။ ဘယင်ကြီးကအမှုထမ်းတွေကိုဆေးလွတ်ပြီးသူတို့မောင်နှမထံကကြောက်ကြိတ်စုံကြီးကိုယူခိုင်းတယ်။အမှုထမ်းတွေကလည်းသူတို့မောင်နှမစီကိုရောက်လာပြီးကြောက်ကြိတ်စုံကြီးကိုဘယင်ကြီးထံယူဆောင်သွားကြတယ်။မောင်နှမနှစ်ယောက်ကမုံပေးတဲ့အံပွဲကြောက်ကြိတ်စုံကြီးမရှိတော့တာကြောင့်အစားမစရတော့ဘူး။သူတို့ဟာအငတ်ပေးနေရင်ဆိုင်လာရတယ်။မောင်နှမနှစ်ယောက်ဆာလောင်လာကြောင်းဝမ်းနည်းစွာငိုကြွေးကြတယ်။သူတို့ရဲ့ငိုကြွေးတန်ကိုချက်ဖာကြီးကကြားသွားတယ်။ဒါကြောင့်ချက်ဖာကြီးကသူတို့စီကိုရောက်လာပြီး မရင်ကြီးထံကမုံလုံးကျိတ်စုံကြီးကို ပြန်ယူပေးပါမယ်လို့ပြောဆိုရယ်။အရင်နောက်ကျဖကြီးကဘရင်ကြီးထံကိုထွက်ခွာလာတဲ့လန်ခရီမှာကျဖဟာဝန်ဝန်တကောင်နဲ့တွေ့ဆုံနေ။ဝန်ဝန်ကကျဖကိုတင်ပေသွားမလို့လဲလို့မေးတော့ကျဖကကျွန်တော်ဘရင်ကြီးစီကမုံလုံးကျိတ်စုံကြီးပြန်ယူရအောင်သွားမလို့ပါလို့ဖြေရယ်။ဝန်ဝန်ကကျွန်တော်လိုက်ခဲ့ရမလားလို့မေးတယ်။ကျဖကလည်းလိုက်ခဲ့လေရပါတယ်။ကျွန်တော်ရဲ့လက်ရာဘက်တောင်မန်အောက်ဝင်လိုက်ခဲ့ပေါ့တဲ့။ ဝန်ဝန်ဟာစက်ဖရဲ့လက်ရတောင်မန်အောက်မှာဝင်ပြီးလိုက်လာခြင်းခရီးဆက်ထွက်လာခဲ့တယ်။သူတို့ဟာလမ်းခရီးမှာဝင်ပလွေတကောင်နဲ့ဆုံမိကြပြန်တဲ့ဝင်ပလွေကသူတို့ကိုအဆွေစက်ဖကြီးဘဲကိုတော်မလို့လဲလို့မေးတယ်။စက်ဖကြီးကအကျိဆုံကြီးကိုမိဘမဲ့ကလေးနှစ်ယောက်စီကဘယင်ကြီးယူသွားလို့ပြန်ယူရအောင်လို့တွားမလို့ပါလို့ဖြေတယ်။ဝင်ပလွေကကျွန်ုပ်လိုက်ခဲ့ရမလားလို့မေးတယ်။စက်ဖကြီးကလည်းရပါတယ်။ ကျွန်ုပ်ရဲ့လက်ဝဲဘက်တောင်မန်အောက်မှာဝင်ပြီးလိုက်ခဲ့ပေါ်လို့ပြောလိုက်တဲ့ဝင်ပလွေလဲကျက်ဖာကြီးရဲ့လက်ဝဲဘက်တောင်မန်အောက်ကိုဝင်ပြီးတော့လိုက်ပါလာပြန်တာပေါ့သူတို့သုံးဦးဟာခရီးဆက်လက်ထွက်ခွာလာရင်ရေကန်လေးတစ်ခုကိုရောက်လာခဲ့တယ်ရေကန်လေးကကျက်ဖာကြီးကိုအတင်ကျက်ဖာဘယ်တော့မလို့လဲလို့မေးတယ်ကျက်ဖာကြီးကကျွန်တော်မိဘမယ်ကလေးနှစ်ယောက်စီကယူဆောင်သွားတဲ့မုံလုံးကျိတ်စုံကြီးပြန်ယူဖို့ဘီရင်ကြီးစီသွားမလို့ပါလို့ပြန်ပြေးတယ် ျွန်တော်လည်းသင်နဲ့တူလိုက်လို့မရဘူးလားလို့ရေကန်ကမေးတယ်။ကြဖာကြီးကလည်းလိုက်ခဲ့လေရပါတယ်ကျွန်တော်ရဲ့လေကြောင်းနဲ့ဝင်ပြီးလိုက်ခဲ့လေလို့ဖြေတယ်။အရင်နောက်ကြဖာဟာရေကန်ထဲကရေတွေကိုတောက်ပြီးတော့ခော့ဆောင်လာခဲ့တာပုံ။မကြာခင်သူတို့ဟာဘရင်ကြီးစီကိုရောက်လာကြတယ်။ကြဖာကဘရင်အိတ်ဆောင်ပရင်ပေါက်နားမှာရက်ပြီးကျွန်တော်ဟာကြဖာတစ်ခေါက်မှာချက်သွေးရောင်အမမဟာကျွန်တော်ရဲ့ဦးခေါင်းထိမ်းပါပါရက်ဆက်တဲ့ဘရင်ကြီးခေါင်းမှာတော့ဘာမှမရှိပါနတ်တီဗလား ဘယင်ကြီးလူယူသွားတဲ့ကျိတ်ဆုံးကြီးဟာအတော်ကြာမိဘမဲကလေးနှစ်ယောက်မှာတော့စားစရာမရှိရှာသူတို့ကလေးတွေဝမ်းဟာနေစင်မှာဘယင်ကြီးကတော့မုံလုံးကျိတ်ဆုံးကြီးနဲ့မုံလေးကိုအားရပါရသုံးဆောင်လိုက်ရပါတွေးစားကစာနာတနာတင်နာလို့ကြဖာကြီးကသေသချင်းတပုတ်ကိုတီးဆိုလိုက်တယ်။တချင်းတန်ကိုကြားတော့ဘယင်ကြီးကအလွန်သောသားထွက်သွားပြီးသူ့ရဲ့အမှုထမ်းလေးကိုကြဖာကြီးကိုဖမ်းဆီးပြီးမြင်းနှင်းတက်စီရန်မြင်းဆောင်နယ်ကိုပို့ဖို့စီခိုင်းလိုက်တယ် အမှုထမ်းတွေကလည်းစက်ဖကြီးကိုဖမ်းဆီးပြီးမြင်းဆောင်တွေကိုပို့လိုက်တာပေါ့ထိုအခါစက်ဖကြီးကလက်ရဘတ်တောင်မန်အောက်မှာရှိတဲ့ဝက်ဝံကြီးကိုဆေးလွတ်ပြီးမြင်းတွေကိုတိုက်ခိုက်စေတယ်။နောက်ဆုံးမြင်းလည်းဝက်ဝံကိုက်တလို့တိတ်ဆုံးသွားတယ်။နောက်တနေ့မနက်အမှုထမ်းတွေကမြင်းဆောင်ကိုရောက်လာပြီးတကားကိုဖွင့်လိုက်တော့စက်ဖကြီးကတကားပေါက်ကနေပြေးထွက်ခုန်ပြင်းသွားပြီးဘရင်အိတ်ဆောင်ပရင်ပေါက်နားမှာရဲရင်ကျွန်ုပ်ဟာစက်ဖတကားမှာကျက်သွေးရောင်မှာဟာကျွန်ုပ်ရဲ့ဥကောင်ထိမှာပါ ရက်ဆက်တဲ့ဘယင်ကြီးကောင်းမှာတော့ဘာမှမရှိပါဘလာနတိဘယင်ကြီးလူယူသွားတဲ့ကျိတ်ဆုံးကြီးဟာအတော်ကြာမိဘနဲ့ကလေးနှစ်ယောက်မှာတော့စားစရာမရှိရှာသူတို့ကလေးတွေဟာဝမ်းဟာနေစဉ်ဘယင်ကြီးကတော့မုံလုံးကျိတ်ဆုံးကြီးနဲ့မုံများကိုအားရပါးရသုံးဆောင်လျက်ပါတွေးစားကစာနာတနာတင်နာလို့တေးတချင်းကိုတီဆိုလိုက်ပြန်နေကျဖာရဲ့တေးတီဆိုတန်းကိုကြာတော့ဘယင်ကြီးကအလွန်သောသာထွက်သွားပြီးသူ့ရဲ့အမှုတော်ဌာန်တွေကိုကျဖာကြီးကိုဖမ်းဆီးပြီး တိုးထီရရဲ့ဖိုးတိုးတတ်တတ်ခံရအောင်တိုးချန်လေးကိုထည့်သွင်းထားဖို့အမိန်ပေးလိုက်တယ်။ဘယင်းအမှုတော်ထံတွင်လည်းဘယင်းကြီးရဲ့အမိန်အတိုင်းချက်ပါကြီးကိုဖန်ဆီးပြီးတိုးချန်လေးကိုထည့်လိုက်တယ်။တိုးချန်ကိုရောက်တော့ချက်ပါကြီးဟာလက်ဝဲဘက်တောင်မန်အောက်မှာရှိတဲ့ဝင်းပလွေကြီးကိုဆင်းလို့ကတိုးထီရကိုတိုက်ခိုက်ခိုင်းနေတိုးထီတွေလည်းဝင်းပလွေကြီးရဲ့ကြိုက်သက်ခြင်းကိုခံရပြီးအားလုံးတေဆုံကုန်ကြတာပေါ့။နောက်တနေ့မနက်ဘယင်းအမှုတော်ထံတွင်ဟာတိုးချန်ကိုလာရောက်ကြည့်ရှုကြတယ် တကားဖွဲလိုက်တာနဲ့တပြိုင်နက်ကြဖာကြီးကတိုးချံလေးကပြေးထွက်ပြီးဘယင်ကြီးရဲ့နန်းတော်ကိုခုန်ပြေးပြန်နေ။အရင်နောက်ဘယင်ကြီးရဲ့အိမ်ဆောင်ပရင်ပေါက်နားမှာရက်ပြီးတေးသချင်းကိုတီဆိုပြန်နေ။ကြဖာကြီးရဲ့သချင်းတန်ကိုကြတော့ဘယင်ကြီးလည်းအလွန်သောသာထွက်သွားတာပေါ့။ကြဖာကြီးကိုဘလို့တုတ်တင်ဖယ်ရှားရမလဲမသိဖြစ်နေတယ်။အရင်နောက်သူ့ရဲ့အမှုတော်အတန်းတွေကိုခေါ်လိုက်ပြီး သူတန်ရီချိုးကန်ကြီးကိုရေရေဆူလာတဲ့အထိအပူပေးခိုင်းပြီးချက်ဖာကြီးကိုရေချိုးကန်ထဲထည့်တဲ့ဖို့အမိန်ပေးလိုက်တဲ့အမှုဒန်းတွေလည်းချက်ဖာကြီးကိုဖမ်းရေချိုးကန်ထဲကိုထည့်တာပေါ့ချက်ဖာကြီးကလမ်းခရီးမှာတောက်လာခဲ့တဲ့ရေကန်ကြီးရဲ့ကရေတွေကိုလေချောင်းတင်းကနေပန်ထုတ်လိုက်တဲ့အခါရေချိုးကန်ကြီးဟာပြေရှမ်းပြီးရေပူတွေလုံးဝမရှိတော့ဘဲရေအေးဘဝကိုရောက်ရှိသွားတယ်နောက်တနေ့မနက်ဘရင်အမှုတော်ထမ်းနေဟာရေချိုးကန်တကားကိုဖွင့်ကြည့်တဲ့အခါ ကျက်ပါကြီးကတကားပေါက်ကနေထွက်ပြေးပြီးဘရင်ကြီးရဲ့နန်းတော်စီကိုပြန်ပြေးပြီးအိတ်ဆောင်ပရင်ပေါက်အနီးမှာရက်တချင်းကိုအသီးဆိုးပြန်နေဘရင်ကြီးလည်းကျက်ပါကြီးရဲ့တချင်းတန်းကိုကြာတော့အလွန်သောသားထွက်သွားတယ်ကျက်ပါကြီးကိုဘလို့တုတ်တည်ရှင်းလင်ရမလဲလို့စဉ်းစားပြန်နေအဲဒီနောက်ဘရင်ကြီးကအကြံတစ်ခုရသွားပြီးသူ့ရဲ့မို့တော်ထံ၄ကိုခေါ်လိုက်ပြီးကျက်ပါကြီးကိုဖမ်းဆီးကသူ့ရဲ့မနက်စာအတွက်ချက်ပြုတ်ပေးဖို့စီခိုင်းလိုက်တာပေါ့အမူတော်ထံတွေကလည်းကျက်ဖာကြီးကိုဖန်စီခေါ်ဆောင်လာကြတယ် ဘယင်ကြီးကစဖကြီးကိုမြင်တော့ဒေါသပေါက်ကွဲပြီးစဖကြီးကိုတတ်ပြီးတော့ချက်ပြုတ်သွားကိုမဆောင်နိုင်တော့ပဲအရှင်လိုက်တကောင်လုံးကိုမျိုးချလိုက်တယ်။ဒီလိုနဲ့စဖကြီးဟာဘယင်ကြီးရဲ့ဝမ်းပိုက်တဲကိုရောက်ရှိသွားတယ်ကျဖာကြီးကဘယင်ကြီးရဲ့ဝမ်းပိုက်တွေကနေသေးသချင်းကိုတီးဆိုပြန်နေသူရဲ့ဝမ်းပိုက်တွေကနေကျဖာကြီးရဲ့သချင်းတန်ကိုကြားတဲ့အခါဘယင်ကြီးလည်းအလွန်တုံ့နှုတ်ကြောက်ရွံ့သွားပြီးတော့ကျဖာကြီးကိုကျဖာကလေးရဲ့ကျွန်ုပ်တောင်းပန်ပါတယ် တဲ့ကိုနောက်နောက်ဘာမှမလုပ်တော့ပါဘူးကျွန်ုပ်ခရီးပေးပါတယ်ကျွန်ုပ်ဖိုက်တဲကထွက်လာခဲ့ပါတော့လို့တောင်းမန်တာပုံးဒုဝခါချက်ဖာကတဲ့စင်းရဲတဲ့မိဘမဲ့ကလေးနှစ်ယောက်ကိုမုံလုံးကြိတ်ဆုံပြတ်မပေးမချင်းကျွန်ုပ်တင်ပိုက်တဲကမထွက်နိုင်ဘူးလို့ပြောပြီးတဲတဲ့ချင်းကိုတီးဆိုနေပြန်နေဘယင်ကြီးရဲ့ဝမ်းပိုက်တဲကတချင်းတန်ထွက်ပေါ်နေတဲ့ဆိုတဲ့တဲ့င်းစကားကပြန်နှံသွားပြီးပြည်သူပြည်သားတွေဟာဘယင်ကြီးကိုလာရောက်ကြည့်ရှုကြတယ် ဘရင်ကြီးရဲ့ဝမ်းပိုက်တဲ့ကအမှန်တကယ်တချင်းတန်ထွက်ပေါ်နေတာကိုကြားတော့လူတွေကဝိုင်းဝန်းရီမောကြတာပေါ့နောက်ဆုံးဘရင်ကြီးလည်းဘာမှမတတ်နိုင်ရှာတော့ပဲမိဘမဲ့ကလေးနှစ်ယောက်ကိုမုံလုံးကြိတ်စုံကြီးကိုပြန်လဲပေးအပ်လိုက်တဲ့ထိုအခါဝမ်းပိုက်ထဲမှာရောက်နေတဲ့ချက်ဖကြီးကဘရင်ကြီးရဲ့ဝမ်းပိုက်ထဲကနေထွက်လာပြီးအိမ်ကိုပြန်သွားခဲ့တယ်။အဲဒီအချိန်ကစားပြီးမိဘမဲ့မောင်နှမနှစ်ယောက်နဲ့ချက်ဖကြီးတို့ဟာအစားအစာလိုအပ်တိုင်းထူဆန်းတဲ့ကြိတ်စုံကြီးကိုလှည့်ပြီးကြိတ်စုံအောက်ကဘလူပြန်အောင်ထွက်ရှိလာတဲ့ ခွက်ဖုံမုံတိမ့်မုံတွေကိုစားသုံးကပိုရှန်ရဲ့အစာစာတွေကိုလည်းစင်ရသားတွေကိုဝေးငှပေးကမ်းပြီးပျော်ရွှင်ချမ်းမြေ့စွာနဲ့အတူတကွနေထိုင်သွားကြပါတော့တဲ့ကွယ်အခုတင်ဆက်ပေးမှာကတော့လိတ်ကလေးရဲ့တက်ဆောင်ညံဆိုရဲပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဟိုးရှိရှိတုန်းကတပင်ကြီးတပင်ပေါ်မှာဘလူးကြီးနေထိုင်ခဲ့တယ်။တနေ့ဘလူးကြီးဟာတယောက်တည်းနေထိုင်ရတာပြင်းလာခဲ့တယ်။ ငါတယောက်တည်းဒီဘင်းစင်မကြီးမှာနေရတာနှစ်တွေလဲကြာပြီးအဖော်ရှာပြီးအပြင်းမြအောင်လုံးမဖြစ်မဲလို့စိတ်ကူးပြီးဘလူကြီးကသူ့နေထိုင်တဲ့တပင်ကြီးအောက်ကိုကြည်လိုက်မိတယ်။အဲ့ဒီအချိန်မှာတပင်ကြီးအောက်ကိုရောက်နေတဲ့လိတ်တကောင်ကိုထူးထူးခြားခြားတွေ့လိုက်ရတယ်။ဟွန်းဒီလိတ်ကိုကြည်ရတာခေါင်းလည်းမတွေ့ခြေလက်လည်းမတွေ့ရတော့အေကန်နာအိပ်ပျော်နေပုံပဲ။ငါလိတ်နိုးအောင်စမှဖြစ်မဲဘလူကြီးကအဲ့ဒီလိုတွေ့ပြီးအိပ်ပျော်နေတဲ့လိတ်ကိုပက်လက်လှန်ပြီးတော့ထားလိုက်တယ်။ လိတ်ကဖြုံးစားကြည့်သူ့ရဲ့ခန္ဓာကိုယ်ဟာပက်လက်ပြောင်းပြန်ဖြစ်သွားတာကြောင့်စိတ်ဆိုးပြီးတော့ဒေါသထွက်သွားတာပေါ့ငါ့ကိုယ်လုံးကိုပက်လက်ဖြစ်အောင်ဘယ်သူလုပ်တာလဲတတိရှိရင်ရင်ဆိုင်မိတိုက်ခိုက်ခြင်းနဲ့လို့အော်ဟေးလိုက်တယ်လိတ်ကလေးရဲ့ကြုံဝါတန်စကားကိုကြတော့ဘလူးကြီးကသဘောကျပြီးတော့တဟဟနဲ့ရှိမောနေတာပေါ့ဘလူးကြီးရဲ့ရည်တန်းကိုကြားလိုက်ရတော့လိတ်ကလေးကပို့ပြီးတော့ဒေါသထွက်သွားတယ်ဘသူလဲကွာငါ့ကိုလှောင်နေတာငါ့ကိုလှုပ်ဆန်း လိတ်ကလေးကအော်ပြီးတော့ပြောလိုက်တော့ဘလူးကြီးကလိတ်ကလေးကိုပက်လက်ကနေပြန်တဲ့ပေးပြီးငါကနည်းနည်းရရမဟုတ်ဘူးကွာဒီတစ်ပင်မှာနေတဲ့ဘလူးကွာမင်းမယုံရင်ငါပြမယ်လို့ဆိုပြီးသူရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးနဲ့အတူကြောက်စရာမျက်နှာကြီးကိုလိတ်ကလေးကို ပြလိုက်တဲ့လိတ်ကလေးလည်းဘလူးကြီးကိုရုတ်တရက်တွင်မြင်လိုက်ရတော့ကြောက်ရွံ့ထိတ်လန့်သွားတာပေါ့ဘလူးကြီးကကြောက်စရာအလွန်ကောင်းပါလားငါခွန်အားနဲ့ဆိုဘလူးမှနိုင်မှာမဟုတ်ဘူး ဒီတော့ငါလွတ်အောင်ကြမ်းမဖြစ်မဲလို့တွေးပြီးတော့ဘလူးကြီးကိုပြောလိုက်တယ်။ကျွန်ုပ်အသိနာမည်ကိုကြားကလေးကကြောက်စရာကောင်းတယ်လို့ပြောကြတယ်။ဒါပေမဲ့ကျွန်ုပ်ကမယုံလို့အသိကိုတမင်သွေးခြင်းလို့လာခဲ့တာသူများတွေပြောသလိုမဟုတ်ပါလားလို့ဘလူးကြီးကိုပြောလိုက်တယ်။ဘလူးကြီးကလက်ကလေးကိုမချားစဖို့ချားလိုက်ရတော့အံ့အားတင်သွားတာပေါ့။ငါကိုကြောက်စရာလို့ဘသူတွေကပြောတာလဲလို့မေးတယ်။လက်ကလေးကလည်းဒီတော့ဦးထဲကတရဝါရီပြောကြတာပါဘလူးကြီး။ ဒါပေမဲ့ကျွန်ုပ်ဘလူးကြီးကို တွေ့ရလို့အလွန်ပဲအံ့ဩမိသွားပါတယ်တဲ့။လေကလေးရဲ့စကားကိုကြားတော့ဘလူးကြီးကစဉ်းစားတော်တာပေါ့။အခြားသူတော်ဝါတွေကငါ့ကိုကြောက်စရာလို့မြင်ကြတယ်။လေကလေးကငါ့ကိုဘလို့မြင်တယ်လဲဆိုတာမေးကြည့်မှဖြစ်မယ်လို့တွေးပြီးအတင်လေကလေးကငါ့ကိုဘလို့မြင်တယ်လဲလို့မေးလိုက်တယ်။အဲဒီတော့လေကလေးကလည်းဘလူးကြီးကိုကျွန်ုပ်မြင်ပြောရရင် အသိခန္ဓာကိုကထမ်းမယ်လို့မြင်ပါတယ်။ အသိမျက်နာကထန်းသီးလုံးတွေတီးနေသလိုကြည့်ရတာကောင်းတယ်လို့ပြောလိုက်တယ်။လေကလေးရဲ့စကားကိုကြတော့ဘလူးကြီးကလည်းပျော်ရွှင်သွားတာပေါ့။အတန်လိုက်ကလေးမင်းစကားကိုကြားရလို့ငါပျော်သွားပြီကွာ။မင်းကငါလက်ဆောင်ပေးမယ်တဲ့။အဲဒီလိုပြောပြီးလေကလေးစားဖို့တင်ရွတ်နှုတ်တွေကိုခူးပေးတာပေါ့။လေကလေးကလည်းဘလူးကြီးခူးကျွေးတဲ့တင်ရွတ်နှုတ်တွေကို အားရပါးရစားတယ်။ငါတယောက်တည်းနေရတာပြင်းနေကွာမင်းနဲ့ခုလိုဆုံတွေ့ရတာငါတိတ်ကံကောင်းတဲ့ မင်းဘဲမှမသွားနဲ့ငါတစ်ပင်အောင်မှနေရမယ်တဲ့လေကလေးကဘလူးကြီးရဲ့စကားကိုကြားတော့အခက်ကြုံသွားတယ်ဘလူးကြီးကတော့အဖော်ရလို့ပျော်ရွှင်သွားပြီးတစ်ပင်ကြီးပေါ်မှာနှင်းနှင်းချက်ချက်အိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်လေကလေးကဘလူးကြီးအိပ်ပျော်နေတာကိုတွေ့တော့တစ်ပင်ကြီးအောက်ကနေအပြေးထွက်သွားတာပေါ့လေကလေးတစ်ပင်အောက်ကနေအပြေးသွားနေတော့ဘလူးကြီးကနိုးသွားတယ်လေကလေးရဲ့အဖြစ်ကို တွေ့တော့ဘလူးကြီးကဒေါသထွက်သွားပြီး မင်းထွက်ပြေးဖို့စ조사နေတာမဟုတ်လားလို့မေးရင်လေကလေးကလည်းဘလူးကြီးသောသားထွက်နေတာကိုတွေ့ရတော့ထွက်ပြေးဖို့မလွတ်နိုင်ဘူးဆိုတာကိုသိလိုက်ရပြီကျွန်ုပ်အသိထံကထွက်ပြေးဖို့စ조사ကြံစီခြင်းမဟုတ်ပါအသင်စားဖို့ကျွန်ုပ်လိမ့်ဦးရှာဖွေနေခြင်းဖြစ်ပါတယ်အသင်မယုံရင်ဟောဒီမှာကြည်ပါလို့ပြောလိုက်တယ်ပြောပြောဆိုဆိုနဲ့တေရွက်၆တေကိုဖယ်ပြလိုက်တာပေါ့လေကလေးပြောလို့ဘလူးကြီးကကြည်လိုက်တဲ့အခါ ငါစားဖို့လိတ်ဟုတ်မတွေ့ပါလားမိငါကိုညာနေရမဟုတ်လားလို့ဒေါသနဲ့ပြန်ပြောတယ်။လိတ်ကလေးကလည်းအတင်မလို့ကြီးလောလောဆယ်လိတ်ဥမတွေ့ရလို့စိတ်မဆိုးပါနဲ့ကျွန်ုပ်လိတ်ဥဥဖို့ပထမဆုံးမြေကြီးကိုတူထားရပါတယ်။ရေချိုးပြီးမှဥလို့ရတယ်လို့ပြန်ပြောလိုက်တယ်။ဘလူးကြီးကလည်းမင်းစကားကိုငါယုံပြီးလိတ်ဥစားရရင်ငါကျင်တဲ့မင်းထွက်ပြေးဖို့စူးစမ်းခဲ့ရင်တော့ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာတည်ကြတယ်လို့ပြောပြီး လေကလေးကြောက်လန့်သွားအောင်လို့အယိုးပုံကြီးကိုထိုးပြတော့ပုံလေကလေးကလည်းစိတ်ချပါမလို့ကြီးရဲ့ကျွန်ုပ်ဘက်ကဂရိတီပါတဲ့အတင်မလို့ကြီးဘက်ကဂရိတီမှလက်ဥအမြင်ဆုံးရမှာတေးကြတယ်တဲ့ဘလူကြီးကတခါမှမစားဘူးတဲ့လက်ဥဆိုတော့စားကျင်တာပေါ့ကဲမင်းမြန်ပြောစမ်းကွာငါဘက်ကဘာဂရိပေးရမှာလဲဘလူကြီးရဲ့စကားကိုကြားတော့လက်ကလေးကလည်းပျော်ရွှင်သွားပြီးကျွန်ုပ်အတင်ဘလူကြီးစီကလိုချင်တဲ့ဂရိကဒီလိုပါ ကျွန်ုပ်ရေချိုးပြီးကုန်းပေါ်တက်မှလိမ့်ဦးရမှာပါကျွန်ုပ်ရေချိုးပြီးပြန်လာတဲ့အချိန်ကိုစောင့်ပါမယ်ဆိုရဲကတိပါပဲတဲ့ဘလူကြီးကလိတ်ကလေးရဲ့စကားကိုသဘောကျသွားတယ်ငါကတိပေးတယ်လိတ်ကလေးမင်းမြင်မြင်ရေချိုးပြီးလိမ့်ဦးဦးတော့လိတ်ကလေးကလည်းသူ့အကြံအောင်ပြီးဆိုတော့ပျော်ရွှင်သွားတာပေါ့ဘလူကြီးနေတဲ့တပင်ကြီးနဲ့မနီမဝေမှာရှိတဲ့ရေအန်ကြီးတဲကိုသွားတယ်ရေအန်ကြီးတဲကိုရောက်တော့ဘလူကြီးရဲ့လန်ကလွတ်အောင်လို့ရေငုပ်ပြီးတော့ထွက်ပြေးသွားတာပေါ့ ဘလူးကြီးကတော့လိတ်ကလေးပြန်လာလို့နေဆောင်နေခဲ့တယ်။ဒါပေမဲ့လိတ်ကလေးပြန်မလာလို့ရေရန်ကြီးရဲ့ကိုသွားရှာတဲ့အခါလိတ်ကလေးကိုလုံးဝမတွေ့ရတော့ဘူး။အဲဒီတော့ဘလူးကြီးလည်းသဘောပေါက်သွားတယ်။လေကလေးကငယ်ရွယ်ပေမဲ့လည်းဖြတ်ထိုးညံနဲ့ငါးလက်ကလွတ်အောင်ပြေးနိုင်တာအံ့ဩစရာပဲလို့တွေးပြီးသစ်ပင်ကြီးစီကို ပြန်လာခဲ့တယ်။လေကလေးကတော့ဘလူးကြီးနဲ့လွတ်ရကိုတဖြည်းဖြည်းနဲ့ထွက်သွားပါတော့တဲ့ကွယ်။ ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။